မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်ဝေတော်ကြည်ကုန်းရပ်ကွက်မှာရှိတဲ့ဟုံးအင်းကျောင်းအပအဝင်နေအိမ်300ကျော်ကိုကျူးကျော်နေထိုင်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့စော်စုတက်တွေကအောက်တိုဘာ30ရက်နေ့မှာဖျက်ဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။အောက်တိုဘာ28ရက်ကဝေတော်ကြည်ကုန်းရပ်ကွက်မှာနေထိုင်သူတွေကိုကျူးကျော်နေထိုင်တာတဲ့အကြောင်းဆိုပြီးတော့ပြောင်းရွှေ့ပေးဖို့စော်စုလောက်ခံအုပ်ချုပ်ရေးမှူးတွေကလိုက်လံအတည်ပြုခဲ့ပြီးရနောက်အောက်တိုဘာလ30ရက်မှာနေအိမ်တွေကိုဆက်ရန်တရားကြီးတွေနဲ့ထိုးဖျက်သွားတာလို့ပြောပါတယ်။ အလုံသမားနဲ့ကြောင်းတက်သူတွေရှိနေရကြောင်းလက်တလောပြောင်းရွှေ့ရမှာအခက်အခဲရှိတဲ့အတွက်တလားလောက်ဆိုင်းငံ့ပေးဖို့တောင်းဆိုခဲ့ပေမဲ့စုံစုကခွင့်မပြုခဲ့ဘူးလို့အမည်မဖော်လိုတဲ့မန္တလေးမြို့ခံအမျိုးသားတဦးကပြောပါရယ်ငွေတော်ကြည်ကုန်းရက်ွက်နေမှာတက်မတော်ပရိဘောကဆက်ယုံနေစောက်လုံရေးရန်တရာတက်တွေရှိတဲ့အပြင်အိတ်ချေ3200ကျော်လူဦးရေ1000ကျော်နေထိုင်ပါရယ်ရက်ွက်မှာနေထိုင်သူတွေကိုမန္တလေးမြို့တော်စီပင်တာယာရေးကော်မတီက 2024ခုနှစ်ဒီဇင်ဘာလနဲ့2025ခုနှစ်အောက်တိုဘာလ၁ရက်နေ့ထိနေအိမ်တွေကိုဖျက်သိမ်းပေးဖို့သတိပေးစာတွေပေးပို့ခဲ့ပြီးနောက်အောက်တိုဘာ30ရက်နေ့မှာစက်ရဲနေရာကြီးတွေနဲ့လာရောက်ဖျက်ဆီးသွားတာလို့ဒေသခံတွေကပြောပါတယ်။ကျူးကျော်ဆွဆွဲချက်နဲ့နေအိမ်တွေဖျက်ဆီးခံရသူတွေဟာစက်နှစ်ကနေနှစ်30အတွင်းနေထိုင်ကြသူတွေဖြစ်တာကြောင့်စုံစုအနေနဲ့ထိုက်တဲ့နဲ့ရောကျေးပေးဖို့အိမ်ဖျက်ရခံရလို့နေနာသူတွေကတောင်းဆိုနေကြပါတယ်။